မင်္ဂလာပါရှင်မူတမီဒီယာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်စကိုင်းတိုင်းဒီပရင်မြို့နယ်ဦးထိန်တွင်းရွာရှိစာတင်ကြောင်ကိုနာစာကကလေကြောင်းတိုက်ခိုက်ခဲ့ရာလူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေခဲ့ပြီးတော့နာစာကကအဲ့ဒီကြေးရွာကိုစာတင်ကြောင်ကိုဘာကြောင့်လေကြောင်းတိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုရုပ်သံဖိုင်ထဲမှာပြောပြပေးတော့မှာဖြစ်ပါတယ်ဒီစီစဉ်လေးမစတဲ့ခင်မှာတော့မူတမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင် ပြည်တက်ကြီးဟိစကိုင်းတိုင်းဒီပရင်မြို့နယ်အိုတိန်တွင်းရွာရှိစာတင်ကျောင်းကို NASA ကဘက်ကလေကြောင်းတိုက်ခိုက်ခဲ့ရတဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်30သူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။ NASA ကအစိုးရကိုစန့်ကျင်နေတဲ့ NUG လောက်ကန်ဒီပရင်မြို့နယ်ဖြစ်သူအုပ်ချုပ်ရေးအဖွဲ့ကလည်းစာတင်ကျောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့မေလ12ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာဒီပရင်မြို့နယ်အိုတိန်တွင်းကျေးရွာစာတင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာစုစုပေါင်း22ဦးပြင်းထန်ဒဏ်ရာတွေနဲ့ပွဲချင်းပြီးတည်ဆုံခဲ့ရပြီးရောထိခိုက်ဒဏ်ရာရပြီးအရေးပေါ်စေကူသားမှုခံယူရသူအခြေအတွက်မှာ50ခန်းရှိပြီးခလေးတချို့ပါဝင်ခဲ့တယ်လို့ဓာတ်ပုံတွင်ရဖော်ပြခဲ့ပါတယ်မြန်မာနိုင်ငံမှာလက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာစာတင်ကြောင်းတွေဖုန်တီကြောင်းတွေဖျားကြောင်းတွေစေယုံစေကန်းတွေအောက်ချုပ်ရေးမှုရုံးတွေနဲ့ ကျေးပါရက်ွက်တွေအတွင်ရှိအထက်မြင့်အစာအုပ်တွေကိုစည်ရည်ရည်ဝဲကျန်းနဲ့အသုံးပြုတာတွေရှိခဲ့ပါတယ်။နာဆာကအစိုးရကလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ချိန်မှာထိခိုက်မှာစိုးရိမ်နေတဲ့အတွက်ပြည်သူတွေကိုတိုင်းသာလည်းနဲ့ကအဖွဲတွေနဲ့ PDF အဖွဲတွေနဲ့အင်းအီကကနေထိုင်တာမျိုးမလုပ်ဖို့သတိပေးထားပေမဲ့တိုင်းသာလည်းနဲ့ကအဖွဲတွေနဲ့ PDF အဖွဲတွေဟာပြည်သူတွေကိုချင်းချောက်ပြီးအောင်အကာအကွယ်ယူဖို့ကြိုးပမ်းတာတွေရှိခဲ့တယ်လို့သိရပါတယ်။ မကြသေးမီကလူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့တဲ့ရုပ်သံပိုင်းတစ်ခုတည်းမှာလဲ NASA ကအစိုးရကိုစန့်ကျင်နေတဲ့ PDF လက်နက်ကအဖွဲ့ဟာစာတင်ကြောင်းကိုခြေကောယူပြီးစစ်လက်နက်တွေနဲ့ဘုံသေးတွေထုတ်လုပ်တဲ့စကံဖြင့်အသုံးပြုနေတာတွေကိုလူအများတွေ့မြင်ကြရပါတယ်။ဒါကြောင့် NASA ကကလေကြောင်းတိုက်ခိုက်ခဲ့တဲ့စာတင်ကြောင်းဟာလူမှုကွန်ရက်မှာလက်နက်ထုတ်လုပ်ရာစကံဖြင့်အသုံးပြုနေတဲ့စာတင်ကြောင်းလားဆိုပြီးတော့စိတ်ဝင်စားမှုတွေလည်းမြင့်တက်နေပါတယ်။ နာဆာကအနေနဲ့ဒေပရင်မြို့နယ်အိုထိန်တွင်းရွာရှိစတင်ကျောင်းကိုပုံကျရာမှာအကြောင်းမဲ့တသက်နဲ့ဒေကျောင်းတိုက်ခိုက်ခဲ့ရမျိုးမဟုတ်ဘဲ PDF လက်လက်ကအဖွဲ့တွေနဲ့ဆက်နွယ်မှုရှိတဲ့အတွက်တိုက်ခိုက်ခဲ့ရမျိုးဖြစ်ပွားရှင်းနေပြီးရောနာဆာကတပ်ဖက်မှာမှားမြင်ပုံကျတာမျိုးဖြစ်နိုင်ဘူးလို့အခုလိုမျိုးတုံ့သက်ပြောဆိုထားပါတယ်အဲအဲ့ဒါဆိုမင်းစစ်တပ်ကဘုံကျဲတာမဖြစ်နိုင်ဘူးသူတို့ဘုံကွဲတာဖြစ်မယ်။ဘာလို့လဲဆိုတော့သူတို့ကတည်းကကြည်ရတာမင်းရယ်ပေးစိတ်တော်ချားတဲ့ဟာကြီးကို เออเออအဲ့ဒါမင်းဟိုအခုကိစ္စငါအဲ့ဒါစဉ်းစားနေခုနကရင်းနဲ့ဘုံကျဲဟောတော့ဝမင်းတို့ PDF တွေကဟို KIA တွေရောဘုံကျဲတာမင်းမြင်ဘူးလားပြည်တယ်မဟုတ်လားဟုတ်ကဲ့ဒီဘက်မြေခေါင်းထွက်အုံနောက်ထွက်မြေကုန်းထွက်ငါတို့နားနေတွေ့ရဆိုပစ္စတိတွေ့ရပြီအခုအခက်ကြီးတွေမြေပုံမှာကြီးကြီးပါလားပြေသွားတဲ့ခလေးဆရာမပုံရမှာအဲ့ခေါင်းခွဲခြေခွဲမှာမရှိရညီဘက်ညီမှာထိရတာလေ မြင်ပါလေပါထည့်ရဆိုရမင်းကမင်းမဖြစ်နိုင်ဘူးပြောမင်းဘုံကြီးကကြပြီလေဆိုရင်မင်းအဲလိုမှပဲခံနိုင်မင်းအကုန်သေးကုန်ဘုံကြီးမင်းဘုံကသေးသေးမှမဟုတ်တော့ဘူးမင်းဘုံကအနည်းဆုံးကမင်းကတော့မှခက်သေးသေးမှမဟုတ်တော့ဘူးအာအခုမတော်ကွာဟိုရင်မင်းဝါဒီမှာကြည်ကြည်ဖြစ်စင်နေမှာကြည်ကြည်ကဟိုတို့တို့အကျဲခံရတယ်ဟိုတို့အညာဒူဘိုင်းတို့ဘာတွေမှာကြဲရကြည့်ပါအစာဦးတွေပါလေအကုန်ပျောက်ပြန်ပြီးအကုန်ကြေးကျိုးကြေးကုန်တော့အာဟုတ်ကဲ့ဟုတ်ကဲ့အခုအဲ့ဒီမစ္စတာတင်ယောက်ကြီးကဘာမှမဖြစ်တဲ့ဟာဟုတ် သူအခုအဆန်းကြီးရတယ်ကွာအခုဘုံကျတဲ့နေရာသူပြရမှာလေဘုံကြီးကျတဲ့နေရာသူပြရမှာဟုတ်ကဲ့ဒီနေ့မှဘုံကျလိုက်တယ်ဘုံကြီးကျတဲ့နေရာကွာဒီစာရင်းတော့ဘယ်လိုပြောရအမှန်ပါပေတဲ့လူတွေသူထုတ်ပြရမှာဒီမဟုတ်ပါဘူးဒီခေတ်တည်းတို့ဘာလို့အမြင်ကြီးမှနေရမင်းအဲတသက်မှန်ပြောတာသူတို့တွေဟိုအကြောင်းပြဟိုရအောင်ဘုံကွဲတာသူတို့ကွဲတာအစ်တက်ပန်ဆိုရချာအဲ့ဒါဆိုတော့သဘောပေါက်သွားပြီငါတို့အာဆင်းသွားတယ်အဲ့ဒါငါအဲ့ပုံကြီးကြည့်နေတာမနဲ့တည်းကဟုတ်ပါဘူးဘယ်လိုပြောရဘုံကျဲမင်းဒါကြီးဖြစ်သွားမှာ နောက်ပြီးအဲ့စာရင်းကြောင်းတွေကပြူပြပြက်စည်းတဲ့နေရာတွေအခုတို့ကမင်းတို့တွေမင်းစစ်တပ်ကတကယ်ပုံကျရိုက်ကြပါလေဘာဘုံကြရဲကိုကြီးကြီးဖြစ်သွားတာလေဟိုကတော့တို့ဟိုကပါပဲကျောင်းနေပြူတာလေအင်းကြီးပြူတာလေပြီးကောင်ွားတယ်သူပြတယ်ကွာစစ်တပ်ကလည်းကောင်းကြောင်းနေအခုခေတ်ဥစားစာရင်းကြောင်းမို့အခုမှမေးကြည့်တော့မဟုတ်ဘူးတဲ့ဒီကောင်နေအခုတို့ဘက်ကကမ်းပြီးလိုက်တယ်လေမင်းကတော့ဒီဘင်းရင်မှာအခုအတိတောက်ရှိအဲ့ဒီဆရာကြီးရှိတော့ကမ်းပြီးတော့မဟုတ်ဘူးတဲ့ဒီကောင်နေကအဲ့ခကလေးတွေကိုပါပဲစမ်းနှပြပွဲအတွက်တပုံချိုက်ဖို့ အခေါ်တာလားခေါ်ထားရင်ဘုံကွယ်တာလေမကောင်းခင်အကြောင်းပြရပေါ့ကမကမနေရဆိုခေါ်ကြတာကအဲ့ကြောင်းအဲ့မကမဖြစ်မှုသွားတယ်မကောင်းမိဘတွေအပြစ်ပေးမယ်ဆိုတာသွားကြတာဆရာမတွေနဲ့အဲ့ကြောင်းသားတွေအဲ့မှာအဲ့တော်ဘုံပေါ့ကွယ်ပေါ့ခကြီးတွေသေးကုန်တာဘလို့ပြမပေါ်ကွာခကြီးတွေဒီကိုဘယ်လိုလုပ်တယ်ဘာညာကိုင်းနေမှာမင်းရသူကစိတ်မောင်းချာအတူတူဘုံကြီးရုပ်ကြဲမင်းကွယ်တယ်ဟောဒီလိုရဟိုရုပ်တာတဲ့ပုံစံကွာဒူမင်းဘုံကြီးထိတ်ဖူးပေါ့ ဆယ်ဘူးကပြုတ်ကြရင်ကွဲတယ်ဆိုတော့တခြားနိုင်ငံထွက်တာမဟုတ်အခုတို့ဟိုဟာတွေကမြန်ဟိုစိုက်ကြကွာစိုက်ကြရတို့ဘာရှိတယ်မှာထဲထဲရလေဟုတ်ကဲ့ဟိုဟာအဲ့ဘာထိတ်အဝိုင်းကြီးနဲ့အချုံလေးတွေတွေ့တာအဲ့အရာမျိုးထိတ်ချုံပြီးတော့မှအဲ့အရာမျိုးဝန်စားစားပြီးတော့မှအဲ့ကောင်ကြီးရိုက်တန်ရောက်တာအဲ့အဲ့ကောင်ပြုတ်ကြအဲ့ကောင်ထဲကိုတန်းဆောင်လိုက်တာနဲ့အဲ့ကကတန်းပေါက်တာပေါက်တာနဲ့ကွဲတော့တာဒီလိုနဲ့အပေါ်အမြင်ပြုတ်ကြတာတကယ်နဲ့တော့ဘယ်စစ်ပုံးနေကော အဲ့ဒီလိုဘောရောရေးပိုင်းနဲ့လုပ်တဲ့ပုံနေပေါ့အဲ့ဒါလေးဟာအဲ့ဒါလေးဘုံကစိတ်မချအောင်ကွာအဲ့ဒါသူတို့ပြောတယ်အဲ့ဆာလေးကမှပုံတော့တာအဲ့ဟိုတိန်ကွင်းဆိုတာဒီတို့ဒီဘဲရနေတော့ရင်သိမဝေဘူးသူတို့သိတယ်အဲ့တက်ကကူတွေကသိတယ်အဲ့ဒါ PDF ရောပဲကွာအာအဲ့ဒါ PDF ရရှိရဲ့နာစာကဟာ drone နဲ့အသုံးပြုကကင်းထောက်ခြင်းအပြင် PDF အဖွဲ့တွေရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေကိုမကျေနပ်တဲ့အတွက်ဒေတာကန်တွေတည်င်းပေးခြင်းကြောင့် တရင်အတိကျရတဲ့အတွက်ပုံသေးတာမျိုးဖြစ်နိုင်ပွဲရှိရလို့ဆိုပါတယ်။ဒီပရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘွဲကထုတ်ပြန်ခဲ့တဲ့တပ်ပုံတွေမှာလဲမေကွန်ထုတ်ကြဖြစ်နေပြီးကျောင်းဝင်းရာသီမဟုတ်ပဲကျောင်းစိန်ဝစ်စင်ထားသူတွေကိုတွေ့မြင်ရခြင်းကလည်းမေကွန်ထုတ်ကြဖြစ်လာခဲ့လို့သိရပါတယ်။စီအေးစဲဝင်စားသူတို့ကလည်းပိုကျင်းမစာမနာပြောတာမဟုတ်ဘူးတကယ်မသိလို့ပါ။ဘုံကျဲခံရရင်အလောင်းအကောင်အတိုင်းရလာပြ။အခုကအယောက်စိတ်ကိုအကောင်အတိုင်းကြီးမလို့ပါ။ NUG နဲ့ပါကဖထိုင်တဲ့ နယ်မြေရေဆိုစစ်တပ်ကဘုံကျဲမှာတည့်ရတာနဲ့ NUD ထိန်းဆုံးနယ်မြေလို့တင်းညာကျောင်းတွေတခိုင်းအုပ်ချုပ်ရေးတွေလဲပတ်ခိုင်းတဲ့ရွာမှာအတင်းနေခိုင်းတဲ့ NUD ရဲ့လောက်ရက်ကြောင့်အကျိုးဆက်ဖြစ်ရတာပါ NUD တာဝန်ယူဖြစ်ရှင်းရမယ့်ကိစ္စပါဆိုပြီးတော့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်နာဆာကကိုစတင်နေတဲ့လက်ကအဖွဲ့အစည်းတွေနဲ့မီဒီယာတွေဟာအိုထိန်တွင်းရွာရှိစာတင်ကျောင်းကို လေကျောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးနာဆာက အစိုးရပေါ်ပြည်သူတွေထင်ရောက်ထင်မှားဖြစ်အောင် ဖန်တီးပုံဖော်နေတဲ့အတွက်နာဆာက အစိုးရဘက်ကသတင်းထုတ်ပြန်တင်နေလို့တိုက်တွန်းရေးသားတာတွေလည်းရှိနေပါတယ်။စီအေစေဝင်စားသူတို့ကရှေးကမြေပြင်က PM တွေနဲ့ကွဲလွှမ်းနေတဲ့ဗစီဂျီတို့ကင်းမရွာတို့ဖြစ်စဉ်တွေကိုသတင်းမာတွေနဲ့အော်အော်တောင်းနေဖြစ်အောင်ရေးခဲ့ကြသလိုအခုလည်းဒီပရင်ဖြစ်စဉ်ကိုအဲ့လိုရေးနေကြပြန်နေဗမာမှာကြတော့ drone မတန်းတွေနဲ့ညင်မေကြအောင်ရာယူထားနိုင်တာရှိတော့ပိုပဲ့ရက်ွက်ဝါတာဖြန့်နာတွေကထင်သလောက်အရှာမရောက်ခဲ့ဘူး နောက်ပြီးစာတင်ကြောင်းတွေမှာလက်လောက်ခဲရန်နဲ့ဘုံသီးတွေလှုပ်လိုက်စာတင်ကြောင်းအနင်းနာမှာဆက်သွယ်ရင်းမြောင်းတွေလှုပ်လိုက်ဗဒက်ခုအောင်ရနေရာဖြစ်သုံးလိုက်နဲ့အရှက်သားတွေကြားထဲမှာစာတင်ကြောင်းကိုစစ်ဘက်ဆိုင်ရာအဆောက်အဦတစ်ခုလိုသုံးနေပြီးတခုခုထဖြစ်တော့မှအရှက်သားတွေကိုတက်ကဘာလို့လိုက်ပါလဲဆိုတဲ့စင်နေကြအကွက်တွေကရိုးနေပြီမလို့နားစကအနေနဲ့တိကျသတင်းထုတ်ပြန်သင့်ပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းတာဖော်ပြထားပါတယ် မြန်မာနိုင်ငံမှာလက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း PDF အဖွဲ့တွေဟာစာတင်ကြောင်းတွေဖုန်ကြီးကြောင်းတွေဖျားကြောင်းတွေစေရုံစေကန်တွေကိုလက်နက်ထုတ်လို့ရစခန်းတမမဟုတ်စခန်းချရာနေရာဖြစ်အသုံးချနေရာစာတင်ကြောင်းကို PDF အဖွဲ့တွေလက်နက်ထုတ်လို့ရစခန်းဖြစ်အသုံးပြုနေတဲ့ရုပ်သံပိုင်းတစ်ခုကိုလည်းပူတွဲဖော်ပြလိုက်ပါရဲ့ရှင်ကိုခိုင်စောကလည်းစုံစမ်းသိရှိရတဲ့အနေအထားအရာတော့ဒီဘရင်မြို့နယ်တဲမှာမိမိဘက်ကလေရင်အဝင်မရှိဘူး NUG ရဲ့ဝါတာဖြန့်စီစေကန်းကျဲအတိုင်း ဒေတာကန် PDF တရင်မီမှာလောက်ကျန်ဝါတာဖြန့်နှင်းတာဖြစ်ပါတယ်အဲ့လိုမှသာ NUG ရဲ့ထောက်ပံ့သေးကိုဒေတာကန် PDF တရင်တွေရရှိကြမှာဖြစ်တဲ့ဆိုပြီးတော့၎င်းရဲ့လူမှုကွေရမှာရှင်းသားဖော်ပြထားပါရဲ့ရှင်။မသေးခဲ့ရင်ပေါ့ယူနီဖောင်းကိုကြကြော်လေးဝတ်ပြီးကျွန်တော်အိမ်ပြန်လာမယ်အမေ။ရွေးချယ်ခဲ့တဲ့လမ်းမမကြောင်းဒီနိုင်ငံကြီးအေဂျင့်သွားတဲ့အခါကျရင် အားလုံးကိုတည်တည်ပြမယ်။